တင်ဆက်ပေးမယ့်သတင်းကတော့ Taylor Swift ရဲ့ event တွေဆက်နေတင်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ကဘာကျော်ဆိုတော့ Taylor Swift ရဲ့နောက်ဆုံးတော့ event ဖြစ်တဲ့ The Live Out Show ကဟာနာမည်ကြီး streaming platform ဖြစ်တဲ့ Spotify မှာအယောင်ရဆုံးဆက်နေတဲ့တစ်ခုကိုပိုင်ဆိုင်သွားခဲ့တယ်လို့သိရပါတယ်။ The Live Out Show ကဟာ Taylor Swift ရဲ့ဆက်နှခုမြောက် event ဖြစ်ပြီး Spotify ကြိုတင်ဝယ်သူအများဆုံး event ဖြစ်နေမှတ်တမ်းဝင်သွားခဲ့တာပါ။ The Life of Jürgen Ebenhaw, Taylor Swift နဲ့ Sweden နာမည်ကြီးဂီတပညာရှင် Max Martin နဲ့ Shelvert တို့ပြည့်လည်ပူပေါင်းထားတဲ့ Evan ဖြစ်ပါတယ်။ Evan နဲ့မှာတရှင်းဆက်နှစ်ပုတ်ပါဝင်ခဲ့ပြီးတော့အကောင်လုံးဒီပါကပေါ့တရှင်မျိုးစားတွေဖြစ်ပါတယ်။ တေလာဆစ်ကတလိုက်ဘော့ရွေးခဲ့အေဗန်ဟာသူမရဲ့ရုပ်ပုံလွှာနဲ့ဘဝအကြောင်းကိုပုံဖော်ထားတဲ့အေဗန်ဖြစ်တယ်လို့တရားဝင်ပြောကြားထားတာကြောင့်ပရိသတ်တွေကမှစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်အသက်35နှစ်အရွယ်ရှိဖြစ်တဲ့တေလာဆွေပါ The Life for Sugar Evan အောင်မြင်မှုကြောင့်ကမ္ဘာထိပ်တဲ့အဆိုရဘဝကိုဆယ်စုနှစ်တခုကျော်ကြာပိုင်ဆိုင်ထားခဲ့သူဖြစ်တယ်လို့လည်းသိရပါဗျ။ဒီတဲ့တွေတော့ညီကြောင်အောင်ပေးပို့လာပါဗျ။